တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းတွေပါတယ်ငါးပါးသီလလုံတဲ့အပေတကားပိတ်ပါတယ်ချောင်းကလေးတော့မြည်သွားလိမ့်ဦးမယ်နော်ပိတ်ပါတယ်ခဏတော့ပိတ်မှာပေါ့နော်ငါးပါးသီလသာလုံအောင်ထိန်း အပေတကားငါးပါးသီလလုံနေဆိုရင်အပေမကြအောင်အပေမကြနိုင်ဘူးအဲ့ဒါကြောင့်ငါးပါးသီလအပေကြတယ်ဆိုတာအာဟုသူကြောင့်ကြတာလေအာဟုသူမှလည်းအပေကြလောက်တဲ့အာဟုသူတွေလုံမှအပေဆိုတာကြတယ်ဆရာဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးခေါ်တာတာရှိတယ်အနန္တရိယပိစန္နန္တရိယကမ္မငါးပါးကျူးလွန်ရင်တော့သိကြပေါ့ခဲ့နော်အမေတတ်တယ်အဖေတတ်တယ်ယဟနာဟုတတ်တယ် မြတ်စွာဘုရားသွေးစင်းတီအောင်ပြမားတယ်။တန်ခါသိမ့်ခွဲတယ်ဆိုရင်တော့ဒါတေချာပေါက်ပဲ။ကြံတဲ့ဟာတွေကတော့တေချာပေါက်လို့ပြောဘူး။နော်။တေချာပေါက်ပြော။ maybe နဲ့ပဲတွား။ possible ။ဘာလို့လဲဆိုလူမ condition တွေကရှိတာ။အခြေအနေတွေကမတူဘူးလေ။ကဲတစုံတစ်ခုမဟုတ်တာလို့တိုင်းဒီပြင်းမှုတစ်ခုကျွလွန်တိုင်းဒီပြင်းမှုကျွလွန်ရင် ထောင်သုံးနှစ်ဆိုပါဆိုကြာလာ။လူတိုင်းအဲ့ဒီပြင်းမှုကျွလွန်တိုင်းကြာလာ။ပတ်စံရှိတဲ့လူကြာမကြဘူး။ ဘာလို့ဆိုသူပိုက်ဆံကသူက condition ခေါ်တာပဲเนาะလူကြီးနဲ့သိရင်လည်းမကြဘူးတရားသူကြီးနဲ့သိရင်လည်းမကြဘူးဘာမှမကြတော့အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူကအဲ့လိုဆိုလိုတာအပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင့်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္မထာနေထိုင်နေဆိုရင်အဲ့ဒါတွေကကယ်မှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေနေကောင်းနေလုပ်ထိုင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့ သူကသောတပန်ဖြစ်သွားမှအပယ်နဲ့လုံးဝဩဇာကွယ်တယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပယ်ကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်လဲအပယ်ကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလို့ရင်တော့လေလွတ်ချင်မှလွတ်မှာပေါ့ဥပမာမယ်အပဒံထဲမှာပါတဲ့ပန်းလေးတပွင့်လှူတာနဲ့60တကဘာအပယ်မလားဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားတဲ့အဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဘုံမှာဒါအပယ်တကပိတ်သွားတယ် ရသဗျာကိုယ်တိုင်ကသာဥပါရိသေတသုတ်ဆိုတာဟောထားရှိတယ်။ဒီဥပဒံရှိနေပြီမဲ့လို့အပေမကြနိုင်တဲ့ပုံကိုယ်တွေဆိုပြီးဟောတော်တာရှိတယ်။အဲတော့လူတိုင်းပဲကြားမယ်လို့တော့အောင်းမိတ်လေးနဲ့ပေါ့နော်။ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့။တရားထိုင်မှအ